မင်္ဂလာပါပြန်ရင်းကိုပြပါတယ်ကျွန်တော်ဒီအခုလက်ရှိမှာတောက်ကြသားသမီးများအတွက်တောက်ကြသားသမီးများရဲ့နော်နေမှုထိုင်မှုဇိုက်တွေတောက်ကြသားသမီးများအတွက်နော်သူတို့ရဲ့နေထိုင်တတ်တဲ့ပုံစံလေးတောက်ကြသားသမီးများအကြောင်းပေါ့နော်ဒီလိုအရာလေးတွေကိုဆက်ဟောပြောတင်ပြပေးကြပါမယ်တောက်ကြသားသမီးများတတော်များများကိုတောက်ကြသားသမီးများတတော်များများကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့သူကစိတ်ကူးရင်တတ်တာများတယ်စိတ်ကူးရင်တဲ့နေရာမှာ အယံတော်လဲတခါကြလို့ရှိရင်တယောက်တည်းနေပြီးတွေးနေတယ်ဆွေးနေတယ်တခါကြစိတ်ကူးနေတယ်တခါကြခေါင်းထဲမှာအတွေးတွေများနေတယ်အများကြီးလို့လို့သူကတွေးခေါ်နေတတ်တဲ့သူသားမျိုးတွေကိုကြည့်ရင်နောက်ကြတာသမီးတွေကတွေ့ရတယ်နောက်တစ်ချက်တောက်ကြသားသမီးတွေကစိတ်ဖိစီးမှုတန်းကိုအားကြီးမခံနိုင်ဘူးသူတို့ကစိတ်ဘောဘောဘာနဲ့နေနေစိတ်ဘောဘောဘာနဲ့နေနေပျော်ပျော်ရွှင်ရွှင်နဲ့နေနေစိတ်ပျော်ရွှင်ရအလုပ်ကိုသူတို့အဓိကလုပ်မယ်သူတို့စိတ်ပျော်ရွှင်မှုအတွက်ကိုသူအဓိကလုပ်မယ် သူတို့လုပ်တဲ့အရာတို့ဒီလေပျော်ရွှင်မှုကိစ္စရက်တစ်ခုပဲသူစိတ်ထဲမှာရှိတယ်။တချို့တော့အရာလေးတွေမှာအလုတ်ကင်နဲ့ပတ်သက်လာလို့ရှိရင်အပျော်နဲ့အလုတ်နဲ့တွဲလာမယ်ဆိုလို့ရှိရင်သူကအပျော်ဘက်ကိုနည်းနည်းဦးစားပေးတတ်တဲ့အကျင့်လေးတွေရှိတယ်။ဟောက်ကြတာသမီးပါ။ခါကြလို့ရှိရင်တောက်ကြသားသမီးတွေကစိတ်ပျော်ရွှင်မှုကိုစိတ်နှစ်သက်တယ်လို့ဒါတွေပဲလာတယ်ဟင်းမဟုတ်ဘူးလက်ထက်မှာငွေလေးများမရှိနဲ့။ဘာစားရမလဲလို့ချောင်းနေတာ။ဘယ်နေရာအစားအစာလေးကောင်းလဲ။ ဘယ်ဆိုင်ကအစားတောက်လီကောင်းလဲသူလိုက်စုံသားနေစုံသားမြေသူတို့စားမယ်တောက်မယ်ပျော့ရွှင်အောင်နေမယ်စားမယ်တောက်မယ်အစားတောက်နဲ့ပတ်သက်လာလို့ရှင်ရှေ့တန်းကထွက်တာတောက်ကြတာသမီးတို့အပျော်ပါနဲ့ပတ်သက်ပြီးရှေ့တန်းထွက်တာတောက်ကြတာသမီးတို့သူတို့ကအပျော်ပါအရန်ကြိုက်တယ်အစားတောက်နဲ့ပတ်သက်လို့ရှင်အစားတောက် ကောင်းကောင်းလေးတွေအရန်ကြိုက်တယ်အဲ့လိုမျိုးကောင်းကောင်းလေးတွေဆိုလို့ရှင်အစားတောက်ကောင်းပြီဆိုလို့ရှင်တဏ္ဍာမတဏ္ဍာမသိဘူးနေတာဝေးတာမသိဘူးရအောင်စားမှာ အပြော်ပါနဲ့ပတ်သက်ရင်ရအောင်သွားမှာတို့ကစိတ်ပျော်ဖို့နဲ့အစာတောက်တော့ကိုအဓိကဦးစားပေးတတ်တဲ့အချိန်၄ပိုင်းဆိုင်ရာလေးတွေမှာတောက်ကြသားသမီးတွေကိုတော်တော်များတွေ့ရတယ်။တောက်ကြသားသမီးတွေကိုကြည့်တဲ့အခါမှာတစ်ခါကြောက်လို့ရှိရင်တို့ကကစီနေသလိုလိုကြုံရတယ်။ကစီနေသလိုလိုရှိတယ်။ဘလို့ကစီနေတာလဲဆိုလို့ရှိရင်အဲရှိလားရှိရင်တော့မှခါကြမရှိဘူးပြောတာ။သွားမချင်းငှားနဲ့မရှိတတ်ဘူး။မရှိဘူးလို့ပဲပြောတာ။ရှိလည်းမရှိဘူးပဲ။မရှိလည်းမရှိဘူးပဲ။ အဲ့လိုမျိုးနည်းနည်းလေးကက်စီနဲ့တက်တဲ့အကျင့်လေးတွေမှာထောက်ကြတာမျိုးတွေမှာရှိတယ်နော်ဘာကြောင့်မရှိတာလဲလို့မေးလို့ရှိရင်တို့လိုတဲ့ခါကြလို့ရှိရင်တို့ကတို့လိုတဲ့ခါကြလို့ရှိရင်သူများစီမှာချီးငှားတာတိတ်မကြိုက်သူများကလည်းတို့စီမှာလာချီးတာတိတ်မကြိုက်မကြိုက်ဘူးမချီးနဲ့မငှားနဲ့သူကိုယ်တိုင်လည်းမချီးငှားဘူးအဲ့လိုမျိုးနေတတ်တယ်အဲ့မဲ့ကက်စီနဲ့တယောက်ယောက်ရှိပေမဲ့တို့က တကယ်တမ်းလက်တွေ့သူတို့လှုပ်ချင်တဲ့အရာစားချင်တဲ့အရာသွားချင်တဲ့အရာသူတို့စိတ်ပျော်ရွှင်ရမယ့်အရာဆိုလို့ရှိရင်ရှိရှိသမျှအကုန်အကုန်ခံတာအကုန်ခံပြီးတော့လှုပ်တတ်တာတောက်ကြတာသမီးတော်တော်များတောက်ကြတာသမီးကအဲ့လိုမျိုးကုန်ခံတတ်တယ်နောက်ဖက်တစ်ချက်တောက်ကြတာသမီးတွေစီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်အများကားတော့အတိုက်ခံမလို့ရံမလို့ဘူးကြေပနာမလို့ဘူးအလုံးလုံးတစ်ခုခုလုံးမယ်ဆိုလို့ရှိရင်သူတို့လှုပ်တဲ့အလုပ်ပေါ်မှာအများကားတော့ကြေပနာပေါ်တတ်တယ် အမြဲတမ်းလို့လို့အတိုက်ခံပေါ်တတ်တယ်အမြဲတမ်းလို့လို့သူတို့ကိုခတ်နေတယ်လို့လို့ရွဲတယ်လို့လို့လောက်တတ်တဲ့သူတွေအမြဲတမ်းပေါ်တတ်တယ်အဲ့ဒီပုံစံမျိုးတွေနဲ့သူတို့စီးပွားရေးကိုဟိုဘယ်လိုပြောမလဲဆိုတာစိတ်ချမ်းချမ်းသာသာနဲ့ဆာလို့ရှိရင်နည်းနည်းလေးစိတ်ပင်ပန်းခံပြီးတွားရတဲ့အနေထားပိုင်းဆိုင်ရာလေးတွေမှာတောက်ကြသားသမီးတွေကတော်တော်စိတ်ပင်ပန်းတာများတယ်စီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်အတိုက်ခံမလွတ်တာများတယ်နော်တောက်ကြသားသမီးတွေကတစ်ခါကြလို့ရှိရင်တချို့ကပြောကြတယ်တောက်ကြသားသမီးတွေစကားများတယ်လို့ထင်ကြတာပဲရှိတာတကယ်တမ်းတောက်ကြသားသမီးတွေကစကားမများဘူး စကားများတဲ့အထင်မှာတောက်ကြတာလည်းမပါဘူးရေခဲတုံးဖင်ထိုင်ငရှင်းကင်ပြီးမွေးတဲ့သူတော်တော်များများကတောက်ကြတာတည်းအေးအေးစီစီနဲ့နှင်းနှီးကွကွနေတတ်တာလုံတက်ကင်တတ်တာတောက်ကြတာတည်းနော်သူတို့ကိုစိတ်လောရင်လည်းအလုပ်တစ်ခုခုစိတ်လောရင်လည်းသူတို့မကြိုက်မလုပ်တတ်ဘူးနော်ညဉ့်ညံစံလောက်ခိုင်းရင်လည်းမလုပ်တတ်ဘူးသူကသူတို့စိတ်နဲ့သူတို့ကိုစိတ်ကူလေးနဲ့အေးအေးစီစီလောက်ရတာပဲတောက်ကြတာတည်းကြိုက်တယ်နော် စကားများများပြောရတာကြိုက်တယ်ဆိုရဲအနေထားလေးမှာတောက်ကြသားသမီးတွေမပါဘူးတောက်ကြသားသမီးတွေကစကားနည်းနည်းနဲ့အေးအေးလေးနေရတာပိုကြိုက်တယ်နောက်တစ်ခုအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်တောက်ကြသားသမီးတွေကအယံတဝံတူတတ်တယ်သူတို့ကသူတို့ချစ်သူနဲ့ပတ်သက်ပြီးတော့အများတန်းလို့လို့အဆင်ပြေရဲ့လားအဆင်မပြေဘူးလားသူတို့ရဲ့ဟိုအိမ်တော်ဘက်နဲ့ပတ်သက်ပြီးဘာတွေလိုအပ်နေမလဲဘာတွေခွန်နေဖြစ်နေမလဲဆိုတာအများတန်းသူတို့မှာတောက်ကြတယ်များတယ်ဘာတို့တောက်ကြများတာလဲဆိုတော့နံပါတ်1အချစ်ရည်တို့ကနံပါတ်2အိမ်တော်ဘက်တို့အဲ့ဒီအတွက်ဒီသူတို့အများတန်းတောက်ကြများ ာရောက်တော့ကများလားလေကျူတင်စိတ်ပူလားကျူတင်ပြီးတော့တွေးတော့တာတွေးတော့ပြီးသူတို့စိတ်ပူလားစိတ်ပူပြီးတော့ဒီအိမ်တော်ဘက်အချစ်ကြီးအတွက်ကိုအချစ်သူအတွက်အိမ်တော်ဘက်အတွက်ကိုသူကစိတ်ကျူတင်စိတ်ပူပြီးတော့သူတို့မှာတော့ကလေးများအဲ့လိုညားတတ်တဲ့အချက်တွေရှိတယ်ဒါပေမဲ့တောက်ကြသားသမီးကအချစ်ကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့တနေ့ကကတော့တော့ချစ်တတ်တယ်ဒါပေမဲ့တန်မြားစိတ်များတယ်ဘာလို့တန်မြားစိတ်များလာလဲဆိုတော့သူတို့ချစ်သူအနောက်ဘက်မှာဖောက်ပြန်နေလားဟုတ်ကောအမနဲ့ညာကံမြင်နေလားဒီကောင်နဲ့ညာကံမြင်နေလား အာဒီကောင်နဲ့ဒီကောင်ခြေလမ်းမှန်ရဲ့လားဆိုတာအသေးစိတ်ကိုလိုက်ကြည့်တာအသေးစိတ်ကိုလိုက်စုံစမ်းတာအဲ့လိုစုံစမ်းတတ်တဲ့နေရာတွေမှာလည်းတောက်ကြတာမင်းကြီးနံပါတ်1မှာပါတယ်ဒါကြောင့်တောက်ကြတာမင်းကြီးဒီနဲ့ပတ်သက်ပြီးတော့အချစ်ကြီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူတီတောက်ကြတာသမီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မဟုတ်တာတော့မလုပ်စီနဲ့အနောက်မလုပ်ထားလိုက်နဲ့အနောက်ကနေသူလိုက်ဆောင်စားမှုတော့ကိုအရန်နဲ့တူမှရှိပြီဒါအချိတ်ဆက်တွေဂွင်းဆက်တွေဂျေးဆက်တွေအားလုံးကိုသူဆောင်စားလာပြီဒါထောက်လာလာပြီဒါကိုပေါ်တော့မတွက်နဲ့ကိုယ့်ရဲ့အမားကိုသူထောက်တတ်တယ်ထောက်လို့နိုင်တယ် အဲ့ဒါမျိုးကြီးလောက်တတ်တယ်။တောက်ကြသားသမီးတယောက်ဖြစ်လာလို့ရှိရင်နောက်တစ်ခုတောက်ကြသားသမီးတွေဟာအများအားလို့တွေးတယ်အများအားလို့ခေါ်တယ်ဒါပေမဲ့တွေးတာတမျိုးတောက်တာတမျိုးပညာရေးနဲ့ပတ်သက်လာလို့ရှိရင်ပညာတော်တော်များများကိုကျွမ်းကျင်အောင်တတ်နေပါသေး။သူတို့ရဲ့ပညာကိုဘယ်လောက်ပဲကျွမ်းကျင်အောင်တတ်နေပါသေးအရန်ခါရောထုတ်မပြတတ်ဘူး။ခါကျမတတ်ချင်အောင်ဆောင်။တခါကျမသိချင်အောင်ဆောင်။ထာကြလို့ရှိရင်တက်တက်ကြီးနဲ့လည်းမသိကြအောင်ဆောင်မယ်။သူ့အရှိမှဒီပညာ၊သူတက်နေတဲ့ပညာကိုသူ့အရှိမှသွားပြ ထားကြ तू မသိတယ်လို့လို့ तू မတတ်တယ်လို့လို့ तू ဘာမှဒီပညာနဲ့ပတ်သက်ပြီးမနေဆက်တယ်လို့ तू ညီတယ်အဲ့လိုမျိုးလေးလောက်တတ်တာတောက်ကြတာလည်းမရှိဘူးတောက်ကြတာလည်းမရှိရဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်တို့ကတက်ထားတဲ့ပညာနဲ့လောက်စားရတဲ့ဝန်စာအများနဲ့လွဲတတ်တယ်စီဝါရေးလောက်တာကတမျိုးတက်ထားတဲ့ပညာကတမျိုးဥပမာဆိုရပါဆိုအင်ဂျင်နီယာဘွဲ့ရတာတဲ့သူတွေကဟိုအထက်ရောက်လို့ရအောင်လို့လေနော်ထာကြလို့ရှိရင်ဟိုသူတို့ရရတဲ့ဘွယ်ဘွယ်နဲ့သူတို့ရရတဲ့ပညာအတတ်ပညာနဲ့ တို့လုတ်တဲ့အရာတွေကတခြားစီတွေဖြစ်တယ်။ခါကြလို့ရှိရင်စီးပညာဘွဲရတာလေသူရဲ့တောင်းဆံမှာလုတ်လုတ်တယ်။ဘာမှကိုမဆိုင်တဲ့အလုပ်တွေတက်ထားတဲ့ပညာနဲ့တို့လုတ်တဲ့အလုပ်ကဘာမှမဆိုင်တာကြီးများတယ်။ခါကြလို့ရှိရင်ပညာကိုတက်တယ်ထုံမပြအောင်။အဲ့လိုမျိုးကြီးရှိတယ်။တောင်းကြသားသမီးကအများစုကသူ့ရဲ့မွေးနှံရဲ့ကောင်းကျိုးဆိုးကျိုးကိုသိတဲ့ဘီရင်ဆရာပေါ့နော်။ဒီလော်ကီဆရာတွေကလွဲရင်ကျန်တဲ့သူတွေကမိသားစုနဲ့အဆင်မပြေကြတာများတယ်။ ိမ်တော်ကြီးနဲ့အဆင်မပြေကြတာများတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကအိမ်တော်ကြီးမိသားစုကြီးနဲ့ပတ်သက်လာလို့ရှိရင်သူအပေါင်းအသင်းနဲ့ရှင်လာလို့ရှိရင်အပေါင်းအသင်းနဲ့ပုံမှန်တယ်။အိမ်တွင်းမိသားစုနဲ့အပေါင်းအသင်းနဲ့ရှင်လာလို့ရှိရင်အပေါင်းအသင်းနဲ့ပုံမှန်တတ်တယ်။ပုံမှန်တတ်တဲ့အတွက်ကြောင့်တောက်ကြသားသမီးတယောက်ဆိုလို့ရှိရင်တော်တော်များများမှတွေ့ရတာကအိမ်မှာနေတာရှားတယ်။မိသားစုနဲ့နေတာရှားတယ်။မိသားစုနဲ့နေတယ်မိသားစုနဲ့နေတတ်တဲ့သူတွေကတော့သူကဒီတောက်ကြသားသမီးများရဲ့ကောင်းကျိုးဆိုးကျိုးလော်ကီပညာကိုလေ့လာထားတဲ့သူပဲ။ မိသားစုနဲ့နေတာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တို့တွေကဘာမှဘယ်မှအဓိကနေလဲဆိုအပြင်မှအဓိကနေတယ်မိသားစုနဲ့အတူတူနေတာရှားတယ်ဘာကြောက်လဲဆိုလို့ရှိရင်အဖေကနာပူတယ်အမေကနာပွားတယ်အမကဘာဖြစ်တယ်ညီမကဘာဖြစ်တယ်ညီမကဘာဖြစ်တယ်မိသားစုကဘာဖြစ်တယ်စိတ်ရှုပ်သွားမနေနိုင်တော့စိတ်ရှုပ်တဲ့နေရာမှာမနေတာမနေဘဲနဲ့တော့တီးတက်နေနေကြတာညာတယ်အဲ့လိုမျိုးနေမလာရင်လည်းတို့ကိုတို့စိတ်ချမ်းသာတယ်လို့ထင်တာတောက်ကြသားသမီးများရဲ့အဓိကပင်မအချက်ကသူကစိတ်ချမ်းသာဖို့အဓိကပဲလို့ထင်တာ ိတ်ချမ်းသာဖို့ပဲလိုချင်တာစိတ်ချမ်းချမ်းသာသာနေရမယ်ဆိုလို့ရှိရင်ဘယ်လိုနေရာမျိုးမှာပဲနေရနေရတူးနေနိုင်တယ်ဟာလားအဲ့လိုမှမဟုတ်ဘဲနဲ့စိတ်ဖိစီးတာတို့စိတ်ပူရတာတို့စိတ်ဒေါသထွက်ရတာတို့เนาะခါကြလို့ရှိရင်စိတ်ရှုပ်ရတာတို့နားပူတာတို့သူကနားပူရဲ့ဒဏ်ကိုမခံနိုင်တာတောက်ကြသားသမီးတွေသူကနားပူရဲ့ဒဏ်ကိုမခံနိုင်ဘူးနောက်တစ်ခုတောက်ကြသားသမီးတွေရဲ့အဓိကအဆိုးဆုံးအရာကဘာလဲဆိုလို့ရှိရင်ငွေရှိတယ်ထုတ်မတော့ဘူးငွေရှိတယ်ထုတ်မတော့ဘူး ချစ်ကုတ်ပြီးစုတယ်။သုံးမှသုံးရှိတာအကုန်သုံးတယ်။ရှိတာအကုန်သုံးတယ်။အဲ့လိုမျိုးတွေလောက်တတ်တယ်။ခါကြလို့ရှိရင်တောက်ကြသားသမီးတော်တော်များများကပညာရေးနဲ့ပတ်သက်ရင်လေ့လာတတ်တယ်၊လိုက်စားတတ်တယ်။ပညာတော်တော်များများကိုသူကပညာရေးနဲ့ပတ်သက်ရင်အရန်ကိုစိတ်ဝင်စားတတ်တဲ့အနေအထားမှာပါတယ်လို့ပညာကောင်းတဲ့အနေအထားတွေမှာလည်းပါတယ်။ဒါပေမဲ့ပညာကောင်းပေမဲ့သူတို့သိတဲ့ပညာသူတို့ပဲသုံးတယ်။နောက်လူမပြအောင်။နောက်လူမပေးဘူး။ပေးတတ်တဲ့အနေအထားရှားတယ်။တကယ်တောက်ကြသားသမီး ပညာကိုတက်ထားတဲ့ပညာတပားသူကိုမျှဝေမယ်ဆိုအရန်အတုံးဝင်တဲ့အနေအထားလေးမှာရှိတယ်လို့ဆရာကောင်းတဆူဖြစ်နိုင်တဲ့အနေအထားလေးမှာရှိတယ်။နော်ကိုယ့်ရဲ့ပညာရက်တို့ကိုအကောင်းဆုံးအတုံးချတဲ့ခါကြလို့ရှိရင်တောက်ကြသားသမီးတွေရဲ့ပညာရက်ကအရန်ကိုပြန့်ပွားတယ်။အရန်ကို အောင်မြင်လွယ်တယ်။ဒါပေမဲ့သူတို့ကအောင်မြင်မှာကြောက်လို့ထုတ်မတော့တာ။ဒါမျိုးတွေတော်တော်များများတောက်ကြတာလို့လောက်တာတယ်။ အတွေးလေးတွေကနည်းနည်းလေးကိုရှိတဲ့ပညာလေးတွေထုတ်ပြရမှာနည်းနည်းကြောက်တတ်တဲ့အတွေးလေးတွေပါတယ်။အဲ့လိုမျိုးလေးတွေရှိတယ်။မဲဆွေကြီးတောက်ကြသားသမီးတဲ့ရောက်ဖြစ်မယ်ဆိုလို့ရှိရင်စိတ်ချမ်းသာမှုကိုအဓိကဦးစားပေးတဲ့သူဖြစ်လိမ့်မယ်။နောက်တစ်ခုကအချစ်ရင်နဲ့ပတ်သက်ပြီးစိတ်တော်ကအယံမများဖို့အတွက်ကိုအကြံပေးခြင်းတယ်။မဲဆွေကြီးတောက်ကြသားသမီးတဲ့ရောက်ဖြစ်မယ်ဆိုလို့ရှိရင်မိသားစုနဲ့အတူတွဲနေနိုင်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်လွယ်တဲ့တောက်ကြသားသမီးဖြစ်လိမ့်မယ်။နော်တောက်ကြသားသမီးတိုင်းမျိုးဒီအောင်မြင်ခြင်းရင်မိသားစုနဲ့အတူတွဲနေပါ